ပြည်သူတွေပေါ့ပေါ့ရော့ရော့နဲ့တော်လိုင်းဟိုမေ့သွားမှာဆိုလို့ပါကျွန်မဒီကနေပြီးတော့အားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ရဲ့ဘောမရက်ွက် channel ကနေပြန်လေးကြိုဆိုလိုက်ပါတယ်ခင်ဗျာနေ့စဉ်ထူးဆန်းတဲ့တဲ့အပါဝင်တဲ့တဲ့သူတဲ့ကောင်းတဲ့မှန်တွေတင်ဆက်ပေးတော့မှာမို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ပေးဖို့တောင်းဆိုချင်ပါတယ်ယေရှုသူအရောက်ရှင်းတဲ့တိုင်းကိုအထူးကျေးဇူးတင်ပါတယ်ခင်ဗျာအရေးတော်ပုံအောင်ရမည်စေအားနာရှင်စနစ်ကြာရှုံးရမည် ုံးမမင်္ဂလာပါမင်္ဂလာတော့မရှိဘူးဒါပေမဲ့မင်္ဂလာပါပြည်သူတွေလူလာတော့မှကျမတို့ပြည်သူတွေငွေလူလာတော့မှဒီကမ္ဘောဇာဘဏ်ကအဲသူက30ဟို3900ပြည့်သွားရင်သူက3900ပြည့်သွားရင်ဟိုဟာမဖြစ်တော့ဘူးဆိုတော့ transition ကသွားလို့မရတော့ဘူးဆိုတော့အဲ့ဒါပေါ့မြန်မာပြည်မှာ မြန်မာပြည်မှာကိုပစံကိုကိုဟိုပို့ဒီပို့တောင်လုံးလို့မရတဲ့အနေအထားအဲ့တော့ကံမောသားနဲ့ပတ်သက်တာဆိုရင်ကျွန်မအလုံးမလုပ်ချင်ကံမောသားအမျိုးတွေလည်းသွားတယ်လို့ပြောတယ်ဒီဒီမှာသွားပြီးတော့အဲ့တော့ဒီသူတွေလှူတဲ့အခါကျရင်တတိထားပါလူလိန်တွေအများကြီးရှိပါတယ်ကျမတို့ရှာထားတဲ့ငွေတွေဟာခက်ခဲသလိုနော်ရောက်ရှိတဲ့လူတွေဟာတကယ်ကိုအတိဒုက္ခရောက်နေတဲ့သူများဆိုရင် ကျမထက်လောင်းပြီးပြောပြရစေအတိဒုက္ခရောက်နေတဲ့လူများဆိုရင်တေးတေးချာချာလေးเนาะနေရာဒေတာအတိအကျလေးနဲ့တေးတေးချာချာလေးလှူပေးပါ မျိုးကံလူတွေကိုလိုက်ရှာပြီးတော့လှူပါလို့เนาะအချို့တွေကဘန်နေအောင် ထုတ်လို့မရတဲ့အနေထားပါအချို့မျိုးတွေကအဲ့တော့ကျမတို့ပြည်သူတွေအတွက်ဘာအကူအညီမှမပေးပေမဲ့သူများတိုင်းပြည်ကလာပေးပါတယ်ဒါပေမဲ့အဲ့သူများတိုင်းပြည်တွေကလည်းကျမတို့ရဲ့စစ်ပေးဆောင်တွေကို မေ့ထားပါတယ် ျမတို့စစ်ပေးရှောင်တွေကအဲ့ဒီအခုဖြစ်နေတဲ့ collapse ထဲမှာပါသွားတဲ့လူတွေရဲ့ amount တက်ပို့ပြီးတော့များပါတယ်เนาะကျမတို့တိုင်းပြည်မှာစစ်ပေးရှောင်ရတဲ့လူတွေရဒီထက်မကเนาะအခုဖြစ်နေတဲ့မြေပြိုမှုထက်ပို့ပြီးတော့ဆိုးတဲ့အရာဟာစစ်ပေးရှောင်တွေပါเนาะအခုဒီလိုဖြစ်နေတဲ့အချိန်မှာပဲအခုဒီလိုဖြစ်နေတဲ့ကာလမှာပဲเนาะ तू อ่ะ နေရာကြီး၅နေရာကိုထပ်ပြီးတော့เนาะဟိုလေရင်နဲ့ဘုံကျဲသွားပါတယ်เนาะအခုတော်တော်အခြေအနေဆိုးပါတယ်ဒီဘဲမှာဘီလီယံဒေါ်လာလိုက်ရှိပါတယ်ရိုးရိုးချမ်းသာတဲ့ဘဲမဟုတ်ပါဘူးတော်တော်ချမ်းသာပါတယ်သူ legitimacy ရဖို့အတွက်သူတမနာဖြစ်ဖို့အတွက်ပဲဒီလိုကာလမှာလဲသူစ조사နေရဆိုတော့ပြည်သူတွေမမေ့ပါနဲ့မေအောင်လိုက်ဟာအရက်ပူသလောက်ညံကြီးတယ်ဆိုတော့မမေ့ပါနဲ့เนาะသူ့ရဲ့သူ့ကိုကာကြုတ်တာလီစားပါတားရဲ့ သူ့ကိုကာကြုတ်ခတ်နာတဲ့နော်ကာကာကြုတ်ခတ်မိခဲ့တဲ့တန်းရွှေရမအစာသူကချုပ်နော်ချုပ်ထက်ပလိုက်တယ်ဆိုတော့အကျယ်ကျုပ်ထားတယ်ဆိုတော့ဟုတ်ကဲ့မအေးအဲ့တော့အကျယ်ကျုပ်ထားတယ်ဆိုတော့မင်းအောင်လိုင်းကအချင်းကောင်မဟုတ်ပါဘူးနော်ဒါနော်အထူးသတင်းပြောချင်တာကစင်ကာပူကကယ်ဆယ်ရေးအဖွဲ့ကနေပြည်တော်ကိုသွားပါတယ်အခြားသောအဲ Chinese ကလာတဲ့ China ကလာတဲ့နော် Beijing တို့ဘာလို့အဲ့ရလာတဲ့ဒီကဲတဲ့ရေးအဖွဲ့တွေကအာမန္တလေးတိုင်းကိုသွားပါတယ်နော်စကိုင်းတိုင်းရဲ့အချို့သောမြို့နယ်လေးတွေမှာစကိုင်းတိုင်းဟာအရန်အဆိုးဝါးဆုံးပါပဲတော်လန်ရေးမှာလည်းအဆိုးဝါးဆုံးခံစားရသလိုနော် အခုချိန်မှာလည်းတော်တော်လေးဆိုးဆိုးဝါးဝါခံစားနေရတာစကိုင်းတိုင်းမှာအဲ့တော့စကိုင်းတိုင်းရဲ့မြို့နယ်အချို့ကိုလိုက်ရှာပြီးတော့တေချာလူပေးပါရေများရမိုးမရွာပါနဲ့မန္တလေးကတထေးတွေပါကျွန်မသူများရဲ့ကာလဒါနကိုဖြတ်စည်းချင်တာမဟုတ်ပါဘူးမန္တလေးကတထေးတွေပါနော်ထပ်ပြောပါမယ်မန္တလေးကတထေးတွေပါနော်အဲ့တော့ကျွန်တော်တို့ပြည်သူတွေစကိုင်းတိုင်းမှာရှိတဲ့အချို့သောမြို့နယ်လေးတွေမှာအလူအလူလဲမလာဘူးတိုက်ပြီးပြီးတော့သူတို့မကူတဲ့မကယ်တဲ့နဲ့ เนาะအဲ့ဒါပြဿနာတွေအများကြီးကိုရင်ဆိုင်နေရတာဖြစ်တဲ့အတွက်သခိုင်းတိုင်းရဲ့အခြားသောအခြားသောမြို့နယ်လေးတွေကိုတွားရောက်ပြီးတော့เนาะကိုယ်တိုင်ကိုကြသွားမှဖြစ်တော့မယ်အနေထားပါအခုကာလမှာကလေးတွေကကျွန်မပြောခဲ့သလိုပဲတော်လိုင်းရေးသမားအများစုဟာအရင်တော့နာကူဖွဲ့ရကလေးတွေဖြစ်ပါတယ်မြို့နယ်တိုင်းကမြို့နယ်တိုင်းကနာရေးကူညီမှုအတင်းအသွေးလိုရင်သွေးလှူတဲ့ကလေးတွေဖြစ်သလို့ အဲ့လိုမျိုးကလေးတွေဖြစ်တဲ့အခါကျတော့ရင်ဘတ်စီတီးပြီးတော့သူတို့အဝေးကနေကြည်နေရပါတယ်เนาะအခုအမေရိကန်သမ္မတဒေါ်နယ်ထရန့်ကနေပြီးတော့ US နှစ်သန်း US နှစ်သန်းပို့တယ်လို့သတင်းရပါတယ် US ကနေပြီးတော့နှက်သွားပါပြီဘာဖြစ်လို့လဲဆိုတော့ကျမတို့ပြည်သူတွေတည်ထားမှာ UN US ရဲ့တန်ယုံကမန္တလေးမြို့လည်းရှိပါတယ်เนาะမန္တလေးမြို့မှာလည်းရှိတဲ့တော US နှစ်သန်းကတကယ်ထီထီရောက်ရောက်နေရာကိုရောက်လိမ့်မယ်လို့ယူဆရပါတယ် ။ဘာဖြစ်လို့လဲဆိုတော့တန်ယုံမှာရှိတဲ့အခါကျတော့ဘလောက်ပျက်စီးမှုရှိလဲဆိုတာကိုတန်တန်မှုကိုယ်တိုင် ပြောပြနေတာဖြစ်ပါတယ်။အဲ့တော့ကျွန်တော်တို့ US Embassy ကအဲတင်တဲ့ post ပေါ့နော်။အဲ Facebook post ပါတင်ထားပါတယ်။ US နဲ့တအမေရိကန်လှူပါတယ်တခြားတိုင်းမီဒီယာလည်းအများကြီးလှူပါတယ်เนาะမင်္ဂလာပါတားရေအဲ့တော့ကျမတို့ပြည်သူတွေအနေနဲ့ လူလိမ်မခံရဖို့အတွက်မခင်ဘိုးကလူလိမ်ခံရအောင်မုန်းတဲ့လူဖြစ်တဲ့အတွက်လူလိမ်မခံဖို့အတွက်အထူးပြုဆိုင်ကြပါเนาะအဲ clean to yangon ဆိုတာကကျမတို့ကျမအမြဲတမ်းသဘောကျခဲ့တဲ့အဖွဲ့လေးပါရန်ကုန်မြို့မှာလည်းအမိုက်တွေရှင်းသွားအောင်လုပ်ပေးတဲ့ပညာတဲ့ကလေးတွေပါအခုတည်းထိလည်းတရားပြည်နယ်မှာသူတို့နေရာယူတဲ့နေရာလေးကတော်တော်ဟိုဟာဖြစ်ပါတယ်တရားပြည်နယ်မှာ အခုတက်ဒီစစ်ဘေးရှောင်ကလေးလေးတွေကိုကြောင်းတင်ပေးတယ်စာတင်ပေးတယ်စစ်ဘေးရှောင်တဲ့ကလေးတွေကိုအခုတက်ဒီကိုလှူဒန်းနေတယ်စစ်ဘေးရှောင်တဲ့ကလေးလေးတို့နှိမ့်စင်ပေါ့နော်တနေရာပြီးတနေရာသူတို့လင်မယားကူးလူးပြီးတော့ကလေးတွေကိုအစာတွေတေးသေးချာချာကျွေးတယ်နောက်တစ်ခုကျမက analyze လုပ်တဲ့နေရာမှာအရန်ပြင်ထန်တဲ့လူဖြစ်တဲ့အတွက်သူတို့တွေရဲ့ budget ကအဲ့လိုချမ်းသာသွားတယ်လို့တိုက်ဆောက်သွားတယ်လို့ကားစီးသွားတယ်လို့မရှိတဲ့အတွက်ဒါ ပြည်သူတွေတည်သားဖို့ဟာစိတ်ချယုံကြည်ရတဲ့အဖွဲ့ပါလို့မခင်မိုးဒီကနေပြီးတော့တဆင့်စကားအလှရှင်တွေကိုပြောချင်ပါတယ်မခင်မိုးကိုယ်တိုင်လည်းဒီကလင်းဒီရန်ကုန်ကိုပဲလှူမှာပါเนาะအခုပတ်စံတော့ပို့ထားတယ်ပတ်စံတွေကဘလို့ဖြစ်နေရလဲဆိုတော့9350ပြည့်သွားရင်အဲ့နေကအဲ့အကောင့်ကငွေလွှဲလို့မရတော့တဲ့အခြေအနေဖြစ်နေပါပဲအခုလိုအချိန်ကာလမှာလူတွေအများကြီးကလည်းလှူနေကြတာဖြစ်တဲ့အတွက်နိုင်ငံတကာမှာရှိတဲ့မိသားစုတွေ clean ရန်ကုန်မဲ့ဖြစ်ဖြစ်เนาะအဲ့တော့ down ရဲ့ page မှာတင်ထားပါတယ်လူလိန်တတိဆိုပြီးတော့အဲ့ဒီမှာသွားပြီးတော့ကို down ရဲ့เนาะ Facebook မှာပဲဖြစ်ဖြစ်သွားပြီးတော့ share ချန်ပြီးတော့အဲ့ဒီမှာသွားပြီးတော့เนาะလူတန်းပေးကြပါလို့เนาะမန္တလေးကတထေးတွေပါဘုံကြီးရအစားတထေးပါဒါမဲ့အညာဒါအညာကို shaking ပြတာပေါ့နော်ဘိုးတထောင်မနေနဲ့ဘိုးတထောင်မနေနဲ့ဆိုတော့เนาะအဲ့တော့ကျမရည်ကြလဲမပြောချင်တော့ဘူးဒါ ီလိုကာလမျိုးမှာတော့ဒီသမရယူဘရင်ယူအာနာယူကနော်၅နေရာနေရာကြီး၅နေရာကိုလေရင်နဲ့ဘုံထက်ချသွားပါတယ်ဒါပြည်သူတွေလည်းသိပြီးသားပါသတင်းတွေကလည်းတက်နေတာဖြစ်တဲ့အတွက်ပါနော်အချို့တော့နေရာလူတွေလည်းနော်တကယ်လို့အထက်မြင့်နေမှာနေနေရတယ်ဆိုရင်စိတ်မချသေးပါဘူး အဲမိုင်းဟိုဟိုဥစားမိုင်းရဲ့ညမလေးစီကိုပတ်စံပို့ထားတယ်။နောက်မိုင်းကအဲတဖြည်းဖြည်းပို့ဖို့အစီအစဉ်ရှိတယ်။ဒါပေမဲ့မိုင်းဘာလဲဆိုတော့ဟိုဟိုလူရှာနေတာအဲ့တော့ကလင်းတူရန်ကုန်ကိုအမှန်တိုင်းပြောရရင်တော့ဒီလိုကာလဟာအမေဆိုရတတ်နေရဆိုရင်အခုလက်နဲ့ကင်ထားရတဲ့ညီကိုတွေအများစုဟာ နာကူသိင်ရပါသူတို့မျိုးနယ်တွေရဲ့နာကူသိင်ရကလေးတွေအများကြီးပါเนาะသူတို့ရင်ဘတ်ရင်ဘတ်နာပြီးတော့အိုးဝေးကြီးကနေကြည်နေတယ်ဆိုတာတော့ပြည်သူတွေသိထားပါမကြီးကဒီကလေးတွေနဲ့ဆက်သွယ်နေရတဲ့အမကြီးဖြစ်တဲ့အတွက်ဒီကလေးတွေရင်ဘတ်ကြီးစီတီးပြီးကြည်နေရတယ်ဆိုတာကိုမမေ့ပါနဲ့เนาะပြည်သူကလေးတွေကပြည်သူတွေနာပြီဆိုရင်ပြည်သူကာဝယ်ရစ်တက်ဖြစ်တဲ့အတွက်တကယ်တမ်းဆိုရင် အန်ယူဂျီကပြောတယ် CDN နေလာကူဖို့ပဲပဲတဲ့ဒီလိုမျိုးလှုပ်လို့လို့ဘာကြပါကြတွားချညာမောင်းခတ်ပြီးတော့ဒူဝေဒူဝေလှုပ်เสียမလို့အခုလောက်ရောပေါ်ပေါ်သောနေလို့ရတဲ့အချိန်ကအခုအချိန်ပဲโอเคအန်ယူဂျီလောက်စောက်တုံးကြတာစစ်တိုက်တာတို့တော့မှစာရွက်တင်ပြီးတော့စစ်ခဏနားမယ် तू ကခဏနားတဲ့အချိန်မှာဟိုခွေးတလောင်းသားမအေလို့ကလေရင်နဲ့ဘုံပြစ်ချလိုက်ပြီတို့ကလည်းငါမကျေနပ်ဘူးနင်တို့လည်း အတော်လေးကိုလေဘလို့ဘလို့ဆက်ပြီးတော့နင်တို့အစိုးရသာပြောနေတယ်နင်တို့ဒီ disaster လေးတောင်မှဟိုဟိုမကင်ပွင့်နိုင်ဘူးဘသူမှလည်းမယုံတော့ဘလူကလည်းဘလို့လုံးဘူးလေရင်လေးလာလာချနေတာကရင်ပြည်နယ်ပိန်နယ်ပိန်နယ်တော့ရှမ်းရွာတစ်ကိုလာစော်သွားသေးတယ်တဲ့ရေဘေးတုန်းကလည်းရေဘေးဘက်ကိုအာယုံစိုက်နေတဲ့အချိန်မှာတဲ့ဝင်းစော်သွားသေးတယ်တဲ့ စကားစားတဲ့လုံးဝယုံကြည်စရာမရှိပါဘူးတဲ့။ तू ကတော့ဒါကတော့မှန်တိုင်းပြောရင် तू က legitimate ရဖို့ तू သမရဖြစ်ဖို့နော်။အာနာကိုအစွန်းကုန် तू तू စောက်စံလည်းမဟုတ် तू အုံနောက်လည်းမရှိနော်။အဲ့ဒီခွေးသားကိုမြောက်ထိုးပင်ငယ်လုံနေတဲ့လူတွေကလည်းတမျိုးဒီဘက်ကလီဒ်ဟိုဟိုကမ္ဘာနိုင်ငံသီးသီးကသူတို့ဟာဒီတော်လန်ရဲ့ဥဆောင်သူများဖြစ်တည်ထားတဲ့လူတွေကလည်း ဒါပြောတာလေမိုင်းပြောတာပြောတာပညာမတက်တဲ့ပညာဟိုဟိုလှုပ်ရှားနေတဲ့အရာတွေကများလာတဲ့ခါကျတော့ပုံနာပုံမှန်မရှိတော့ဘူးသိရမလားမဟုတ်အခုရှင်နေရလေအခုဟိုစီဒီယန်နေရလေလာကူခြင်းမာတယ်တဲ့ဟိုဘာဖြစ်တယ်ညာဖြစ်တယ်နဲ့ပြောနေတယ်အခုစီဒီယန်နေရလာကူခြင်းနေရပြောကြမလို့သွားပြီးတော့တိတ်တိတ်ကလေးလှုပ်လိုက်ရုံပဲ ဘာစီဒီယန်တွေကလာကူခြင်းမာတယ်လို့သွားကူမအကုန်လုံးဆွဲစီဖမ်းဆဲလိုက်မှာခါတယ်စောက်စောက်စရားတွေကတောက်ဆက်တော့ပြက်တနာတွေကတပုံကြီးဒီခွေးသားတွေကဖမ်းသွားရိုးရိုးလောက်မှာမဟုတ်ဘူးထဲထဲရအောင်တခါတဲ့လူတွေကိုဟိုကလှုပ်ပစ်မှာအော်ဟိုတူတူပုံတိုင်းကစားသလိုစစ်ပစ်စစ်ကိုတဲ့ခဏရက်မယ်လို့မရက်ဘူးလို့နင်းနင်းတို့ရက်ခိုင်းနိုင်လဲရက်ရှင်မှာရက်မှာမရက်ရှင်လဲမရက်ဘူးနင်းတို့စောက်သုံးကြတဲ့ကိစ္စတွေကတော်တော်အဆင်မပြေဘူးဟိုခွေးသားကတခါတဲ့ ်စင်ကာပူကသွားခဲ့တာလဲကျုံနေပြီးတော့သွားခဲ့တယ်အဲ့တော့အဲ့ဒီစင်ကာပူတို့ဘာလို့ဆိုလဲကျမရုံးကိုမရုံးသူတို့ကျမတို့ရဲ့စစ်ဘေးရှောင်တွေအများကြီးပဲနော်စီဘေးရှောင်းတွေမှာတဘုံကြီးပဲကျမပြောပြီးသားလှူခြင်းရင်တရာတရားရှိရင်ရင်မက်ကနေလာတဲ့အလှူဆိုရင်အမျော်အမျော်နဲ့မလှူနဲ့အခုလိုဒဇက်စားတော့ဟိုလူသားချင်းစာနာစွာနဲ့ဟိုလှူလို့ရပါတယ်ဒါပေမဲ့လူသားချင်းစာနာတာဘုံနေချတဲ့နေရာတွေလည်းလူသားချင်းစာနာလို့ရပါတယ် ဲ့တော့เนาะဟို Red Cross လိုမျိုးဘာမျိုးအဲ့လိုမျိုးတက်စင်းနေအတင်းတယောက်အတင်းဖွဲ့အနေနဲ့ကျမတို့ရဲ့စစ်ဘေးရှောင်တဲ့နေရာတွေကိုလည်းလှူလို့ရပါတယ်တကယ်လှူခြင်းတဲ့လူကအများအားကျမလိုပဲကောက်ကတ်ရှာပြီးတော့ဘယ်နှမှာဘာလိုနေရလဲဆိုလိုက်မေးပြီးတော့လှူနေလို့ရတာပဲเนาะသူတို့လာတာတော့ appreciate လုပ်ပါတယ်ကျေးဇူးကမ်းတာတော့မဟုတ်ပါဘူးကျေးဇူးတင်ပါတယ်เนาะအဲ EU ကအဲ2.5 EU ပေါ့เนาะ million euro ပတ်စံပေါ့เนาะ อเมริกันซูยาอนีเนดอนัลด์ทรัมป์เตียาဝင်ကြီးညာတာ2မီလီယံမှာเนาะအဲ့တော့အဲအဲ့လိုအဲ့လိုမဟုတ်တဲ့နေရာတွေရောက်သွားမှသာကြောက်တာပါเนาะတကိုးတလိန်လူလိန်တွေကလိန်ကကြစ်တွေ30 40 30တွေစီကိုမရောက်ဖို့အရန်အရေးကြီးပါတယ်ဒါကြောင့်ကျွန်တော်မနေ့ကပို့တဲ့ပတ်စံနည်းနည်းလေးပါဒါမဲ့ညီမလေးရေးလို့ဟို तू ကနာမည်ကြီးတွေသွားတဲ့လူလန်းတွေလိုက်ပြောရသိရမလားအဲကျွန်မပြောတယ်ဟို သူတို့နာမည်ကြီးတွေသွားတဲ့လမ်းတွေမသွားနဲ့ခိုင်နှင်းဝေတို့အဲဒီဘက်ကကမောဇာဘန်ကတထေးတွေသွားတဲ့လမ်းတွေပေါ့နော်အဲအဲ့ဘက်တွေမသွားပါနဲ့မညီမလေးရေလို့လုံးဝလုံးဝမသိတဲ့နေရာတွေနော်ဒီစကိုင်းတိုင်းမှာရှိတဲ့တချို့မြို့နယ်လေးတွေဆိုရင်ဒီစကိုင်းတရားကြီးကကျိုးကြမယ်ဆိုပြီးတော့ပိတ်ချလိုက်တဲ့ခါကျတော့မနေ့ကမခင်မပြောနေတော့မှရှိသေးတယ်ဇက်ကူးတရားနဲ့သွားရတယ်ဇက်ဇက်ဇက်နဲ့ဟိုဘက်ကကူးရတယ် ဲ့လိုကူးတဲ့အခါမှာတော့ပတ်စံရှိရင်တော့မဝယ်စားလို့မရတဲ့အနေထားတွေပါစကိုင်းဒီဘော့ဘအပေါ်ကเนาะနောက်တစ်ခုကဒီပြက်ရွေးချောင်းကဒါကတော့ဒါကတော့ကိုယ်တိုင်းပြည်ထဲမှာငလင်ကျော်ရှိတဲ့တော့ဒီလိုမြင့်မားတဲ့တိုက်တွေစောက်တယ်ဆိုတာကတော့သတိထားမယ်အခြေအနေပေါ့เนาะနောက်အင်းလေးကံမှာ80ရာခိုင်နှုန်းလောက်ပြက်စီးသွားတယ်ထူးဆန်းစွာနဲ့ဖျားကြီးကလုံးဝအပြက်စီးမရှိပါဘူးအင်းလေးဖျားတကိုးကြီးတယ်ဆိုတာတကယ်ယုံစိစရာကောင်းပါတယ်เนาะအဲ့တော့ အင်းလေးထဲမှာ80ရာခိုင်နှုန်းလောက်ပြတ်သွားတယ်ဆိုရင်အင်းလေးဟာရှမ်းနေနေရပါเนาะရှမ်းနေကတမူးရှိလို့တပဲလူတူရှမ်းတောင်သူတူနိုင်ရောလားဆိုနည်းနည်းလေး analyze လုပ်ကြအောင်မြို့တွေဘာတွေဘလို့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 လဲဘလို့နေရပိုချမ်းတာလဲအဲဘလို့နေရလုံးဝပြက်လက်သွားလဲဆိုတာကိုသတိထားပါနောက်အကြောင်းနေတွေကနေပြီးတော့ရေနံလိုမျိုးရေတွေဘောဘောပွတ်ပွတ်နဲ့ထွက်လာတာတွေပါရှိပါတယ်အဲ့ဒီနေရာတွေကိုဆက်စုပြီးတော့ ကလေးတွေကိုအနာကိုမကတ်ခိုင်းပါနဲ့အဲ့ထဲကိုပြုတ်ကျသွားရင်ဘာတွေဖြစ်မှဘာတွေနောက်ဆက်တွဲဖြစ်မှမမသိပဲနဲ့ငိုတန်ယိုတန်တွေမကြားချင်ပါဘူးပညာတက်ဆိုတာအဲ့နေရာမှာအသုံးချရတာပါနော်အဲ့တော့ကျမတို့ပြည်သူတွေ education ကိုချိုးဖြတ်လိုက်တဲ့ဒီအာဏာရှင်ကတော့ဆက်ပြီးတော့စော်ရမှာပဲဒီလိုကာလမှာဟိုလူမစော်နဲ့ဒီလူမစော်နဲ့ဆိုပြီးယူကြံဆောင်တဲ့မန္တလေးသားတွေတော့မလှဲ့ဘူးမကြည့်ပါနဲ့မန္တလေးကချမ်းသာပါတယ်ဒါကျမကျမစိတ်ထဲမှာတော့ အလှူကိုဖြတ်စည်းတာတော့မဟုတ်မန္တလေးကချမ်းသာပါတယ်နော်အဲ့တော့မန္တလေးမှာတရုတ်တဝက်နေတဲ့ဖြစ်တဲ့အတွက်အဲ့တရုတ်တွေကနေတရုတ်ချင်းချင်းကူကြပါလိမ့်မယ်နော်တိတ်ဟိုသူများအလှူကိုဖြတ်စည်းတာတော့မဟုတ်ဘူးလိုအပ်တဲ့နေရာတွေအများကြီးပါကျွန်မဒီမှာပြထားတဲ့နေရာတွေမှာပကိုးဘတ်တွေလည်းနော်ပကိုးဘတ်တွေလည်းထိတယ်ဒီလိုဒီဒီစတဲ့နေရာဗဟိုပြုတဲ့နေရာစကိုင်းဖြစ်တဲ့အတွက်တချို့စကိုင်းကြောင်ထဲမှာနော်စကိုင်းကြောင်ထဲမှာတီလာရှင်ကြောင်လေးတွေကို လိုက်လံရှာဖွေပြီးတော့เนาะလူငယ်တွေလည်းဒါလေးကိုနည်းနည်းလေ့လာပါเนาะဒကိုင်းမှာတီတကူရေလူရဲ့တီတကူရဲ့ဟိုဒါတီတကူရဲ့တာပါဝါလို့ခေါ်တယ်เนาะအဲ့တီတကူရေကိုအပေါ်ကိုတင်နိုင်တဲ့အတွက်စကိုင်းတောင်ပေါ်တင်နိုင်တဲ့အတွက်စကိုင်းတိုင်းမှာတီလာရှင်ကြောင်းနေပါတယ်အုတ်တိုက်နေပါတယ်ပြိုပိနေတာတွေပါရှိပါတယ်တီလာရှင်ဆိုရင်အေးမထားတဲ့မြန်မာလူမျိုးတွေ discriminate လုပ်တဲ့လူမျိုးတွေဒီမှာဒါကြောင့်မို့ဘုံကြီး နဲ့တီလာရှင်ဆိုကျွန်မတီလာရှင်ပို့လှူရဲ့ရှင့်เนาะအဲမိမချင်းစာနာတာလည်းပါတယ်လှူမဲ့လူမရှိလို့လည်းပါတယ်ကိုဗစ်ဆိုရင်ဟိုဟိုမကူကဒီမကူကဆိုစံနေလဲပို့ပါတယ်အတွက်အဲအကြောင်းမို့ဒီစကိုင်းတိုင်းရဲ့ဒီတီလာရှင်ကြောင်းလေးတွေကိုအဲရှာဖွေပြီးတော့လှူနိုင်လို့လှူနိုင်ကလှူပေးကြပါလို့မခင်မို့ဒီကနေပြီးတော့တောင်းဆိုပါရစေ